channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် online ပေါ်မှာမိသားစုများတိုင်းစီပညာဘဝတ္တအစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်တော့ online ပေါ်ကနေပြီးတော့ပြည်သက်တို့မြ мян ထားတဲ့တိုင်းရင်းစစ်ပညာနဲ့ပတ်သက်တဲ့အမေကိုတိုင်းရင်းစစ်ဆရာကြီးဆရာကြီးဦးရအောင်ကပြန်လည်ဖြေကြားပေးတော့မှာဖြစ်ပါရဲ့ရှင်။ ဆရာကြီးမင်္ဂလာပါရှင့်မင်္ဂလာပါဒီမက်ရှင်လေးဟုတ်ကဲ့ပါရှင့်ဒီနေ့မှဆိုလို့ရှိရင်လည်း online ပေါ်ကနေပြီးပရိသတ်တို့ကမင်းမြန်ထားတဲ့မိခွန်လေးရှိပါရဲ့ရှင်ပြန်လေးဖြေချပေးပါအောင်ရှင့်ဟုတ်ပြီလေဝင်းခုန်နာကအစီအစိတ်ဘယ်လိုလုပ်ရမလဲရှင့်လို့မင်းမြန်ထားပါရဲ့ရှင်ဟုတ်ပြီသမီး online ဆိုတော့လေသူကစာရှိရှိရေးလို့မသိဘူးပေါ့နော်ဟုတ်ကဲ့ရှင့်ဒါသူဖြစ်ချင်တာလို့ပုံပေါ်ပြောတာပေါ့ပြောမယ်ဆေးရွက်ဒါလေးကိုဟိုမြင်ပြတာပေါ့နော်အစီအစာပဲနေရာမှာရှိရလဲလူခဏကွယ်ဘယ်အဆက်မှာအစီဖြစ်တာလဲ နှစ်ချက်လားနော်ဟုတ်ကဲ့ရှင်အစည်းအဝေးရဲ့ဘယ်နေရာမှာရှိတယ်လဲဘယ်အဆင့်မှာဖြစ်တာလဲပေါ့အခုတို့ရတော့ပေါ်ပြတယ်နေရာပေါ်ပြတယ်ပြပါတယ်လေကုန်ပါတယ်နော်အဲ့ဒါလည်းသားကြီးဟိုမေခွန်းရှင်တို့ပြောမှာတာလာသမီလာတော့အစီအမသိနော်မေခွန်းရှင်ပေါ့ online ပေါ့မေခွန်းရှင်သမီပဲဖြစ်ဖြစ်သားပဲရှိရှိပဲပါအဲ့တော့ဂုံးမှာဖြစ်တယ်ဆိုတာများသောအားဖြင့်လေအောက်ကိုဒီလိုငုံပြီးတော့လွတ်လွတ်တဲ့သူတွေဖြစ်တယ်အဲ့ညာပါနော်နောက်တစ်ခုက ခေါင်းအောင်မြင့်မြင့်အောင်မှာပဲအဲ့လိုပြောတယ်ဆိုရသူတွေလည်းပဲဖြစ်တတ်ပါတယ်နော်ဒါများသောအားဖြင့်တော့အစီချိန်လေးတွေရက်နေတာနေတယ်တမီးရဲ့အဲ့ဒီဂုံးမှာရှိတဲ့အယိုးပေါ့နော်အဲ့ဒီမှာကြည်ပေါင်းတက်တက်တာများတယ်ဇိုင်းအတွေ့အကြုံဆိုလို့ရှိရင်ဒီဇိုင်းရှိဆေးလာကူတဲ့ခါမှာအဲ့လိုခုတ်ကလေးကိုကင်ပြီးတော့လောကောင်းနော်လှည့်ပြရတော့လောကောင်းအဲ့လိုအကျိတ်ရောင်ရောင်အဖူရောင်ရှိတဲ့သူတွေဟာဘယ်လိုလဲဆိုရင်တက်ကပရိန်ဆရာတွေပရိန်ဆရာတို့က အမြဲတမ်းခေါင်းကိုမလုပ်ထားရလဲငုံထားတယ်ငုံတော့သူကအာယုံတခြားတပါးသွားလို့ရတာလားဒီနေရာမှာပဲကြည့်ရတာလားဒီနေရာမှာပဲကြည့်ရနုနုနေနေလေသူကနုနုနေနေလောက်ထားတော့သူဒီ brain twin နဲ့စောက်ထင်းလိုက်သွားကြည့်လို့ရှင်နည်းနည်းမှအတိမ်ဆုံးမခံဘူးနော်ဒါပြောတွေ့ရတယ်နောက်တစ်ခုက나이ပြင်းတဲ့ဆရာကြီးမြင်မှုလားမသိဘူးနော်မျက်လုံးနှလုံးမှာတလုံးကိုပိတ်ထားတယ်တလုံးကိုမှန်ပြီးတက်ထားတယ်နော်တက်ထားတဲ့나이ကျမရှိကရိယာတီးတီးလေးတွေကိုမမြင်မြောင်ကြည့်ရတယ်နော် အဲစပြူလူတဲ့အတိတ်ပဲကအဲ့လိုခေါင်းလဲငုံတယ်အာယုံလဲစိုက်တယ်သူမခေါင်းမြင့်မြင့်အောင်တယ်အလားတူပြေးသွားလေးပြောချင်တယ်ပြီဆက်ချုပ်တဲ့သမီးဖြူတွေအဲ့ဂုတ်မှာကြီးပေါင်းတက်တယ်နောက်စလေးလေးတဲ့သူတွေနော်အဲ့ဒါတွေဟာအပြည့်ပြားပြီးမှတသားတွေရတော့အရိယဘုလို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့အရိယဘုမှာခါကိုက်ပြီးတော့အာယုံစိုက်လို့တဲ့သူတွေဖြစ်တာဒါကြောင့်မလို့အဲ့ဒီစီချေးပြောက်ချင်ပါလေဆိုရင်တော့ အဲ့ဒီအနေထားလေးတွေကိုပြင်လိုက်ပါလို့တလုံးနဲ့ပြန်ကိုကံကိုရအောင်ပြင်ပါဘောနော်ဆန်းဆန်းနေပါညောင်းလာရင်ပီပြီးတော့မလုပ်ပါနဲ့လေပင်ကိုဆန့်ပေးတာတို့လှည့်ပေးတာတို့ငုံပေးတာတို့မော့တာတို့လေချင်နေလုပ်လဲပါလို့တနေ့ချင်းနေနေချင်းသာလုပ်တာတပြီဘာမှအန္တရာယ်မရှိပါဘူးလို့ပြောချင်ပါတယ်နော်နောက်တစ်ခုကအစီကျိတ်စွာဘယ်အစ်မလာဖြစ်လဲလို့မေးရင်လူခန္ဓာကိုယ်မှာ စားလိုက်တဲ့အစာအာဟာရပေါ့နော်အဲစားလိုက်တဲ့အစာအာဟာရတွေဟာပြောင်းလဲဖြစ်စဉ်သဘောပေါ့ပြောင်းလဲဖြစ်စဉ်လားရင့်ကျက်ဖြစ်စဉ်သဘောလို့ပြောလို့ရတယ်ပြောင်းလဲတာနုနေပြီးပြောင်းလဲသွားတာလားရင့်ကျက်သွားတာလားရင့်ကျက်သွားတာဟုတ်လားဥမာစားလိုက်တဲ့အစာအဲစားလိုက်တဲ့အစာဆရုပ်ပါဇက်ကနေအစာအိမ်မှာတမီးတို့ကြားဘူးလားရေအသက်တမနဲ့အစာအသက်ခုနှစ်ရက်စာကြားဘူးတယ်နော်အဲ့ဒါအဲ့ဒါလေအသေးပဲအယူကောက်လွှဲတာတမီးရေတမနဲ့မတော့ရင် အလျက်ရှိတယ်အစာခုနှစ်နေလို့ရတယ်ခုနှစ်မစားဘဲနေလို့ရတယ်လို့ပြောကြတယ်နော်အဲ့ဒါမှန်ရင်တော့မှန်မယ်မှန်နေတယ်သူတကယ်ဆိုလို့ရင်တိဗေကစားလိုက်တဲ့အစာကနေပြီးတော့ခုနှစ်ရက်အတွင်းမှာပထမဖြစ်စဉ်ဖြစ်တဲ့ရတ္တကြီးဖြစ်တာရတ္တကြီးနော်အဲ့ဒီရတ္တကြီးရနေပြီးတော့မှနောက်ဖြစ်စဉ်တခုပြောင်းလဲဆိုတာသွေးသွေးသွေးကြတဲ့အခါကျတော့ရက်120 ယတ္တရ20ဆိုတာတိုင်ရစိတ်မှာတော့ဥရုနေပြတဥရုပေါ့တကယ်တဥရု၄လဆိုယတ္တရ20ပေါ့ယတ္တနေသွေးသွေးရနေပြီးမှအသားကူလာနော်အသားကြတော့ခမန်းကြီးကြီးပွဲရက်200လောက်နေကြကြအသားမှာနော်အဲ့ဒီအသားရဲ့နောက်အစီ၄ရက်သားနော်ဟုတ်ကဲ့အယူအယူနောက်ချင်းစီတုတ်အဲ့ဒီစင်ကဲဖြစ်စင်ရင်ကျက်ဖြစ်စင်ခုနှစ်ခုမှာ အဲ့ဒီအစီအစဉ်ကိုရောက်သွားပြီဆိုတာအစဉ်လေးရောက်သွားပြီနော်အစီအဲ့ဒီမှာအစီတကယ်ခန္ဓာကိုယ်မှာပေါလဲဖောက်ပြန်ဖြစ်ပြီလားတကယ်ကိုအန်ဒီပေးပြီလားဒီအစီဟာအစီရတဲ့သမီးမျိုးဆိုတော့သူကကိုယ်ပြောလို့သာအဲ့ဒီအစီကသမီးသွေးကြောတွေနေမှာသွားပြီးတော့နှလုံးသွေးကြောကိုဒီအစီသွားပြီးတော့ပိတ်ရအောင်ဖြစ်နိုင်ဘူးလားနိုင်ပါဘူးအုံထောက်မှာအောင်ဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်နော်တချို့ကျတော့အပြင်းရမှာတော့ဟိုကြည့်မကောင်းလို့ねအလှပြည့်အောင်မရှိပါဘူး တချို့ဆိုမိန်ကလေးတွေဆရာကြီးတို့ရှိလာပြောတယ်နော်လက်တို့ဝှလို့မရဘူးတဲ့ဘာလို့ဆိုလက်မောင်းကြီးတခုတည်းအစီဒီခဲရင်တာနော်ကိုတော့ဂုံးမှာပေါ့နော်ချို့ဆိုတင်မားကြီးတခုတည်းမှာအစီဒီရှိနေကြတာနော်တချို့ဆိုလို့ရှိရင်တမီးဒီဒီဘိုက်ခေါက်ကြီးတခုတည်းမှာကိုအစီဒီအများကြီးရှိတာပေါ့နော်အခုပြောချင်တာကတော့အဲ့ဒီပြင်ပအစီရကိစ္စမရှိဘူးအထဲမှာရှိတဲ့အစီရအန္တရာယ်ဖြစ်တယ်နော်အဲ့ဒီအစီဟာခုနကပြောင်းလဲဖြစ်စဉ်လို့ပြောလို့ရတယ် ရင့်ကျက်တယ်နော်ဖြစ်စင်မှာအဆင့်၄ကျောက်ပါပြီနော်အေးအဲ့တော့ဘာနဲ့တည်တာလဲဆိုတာလေးကိုဆက်ရနှိုင်းနှိုင်းချိန်ပြောမယ်နော်နှိုင်းချိန်ခြင်းဆိုအတိတို့ချင့်ချင်ခြင်းဆိုအတိကြဟာလူဘာတန်ဖိုးရှိရတယ်မြဲစကစင်းတော့ရှိရမလားနှိုင်းနှိုင်းချိန်ချိန်ဒုက္ခမိန်ချင်းချင်းချိန်ချိန်ဒုက္ခမိန်မနှိုင်းချိန်မချင်းချိန်ဖြစ်ချင်တိုင်းဖြစ်တာတမြဲအရာရမှာနော်ဒါဖြစ်အခုဆေးရတာနှိုင်းပြောခြင်းနဲ့ ခုနကစားလိုက်တဲ့အစာ9ရက်အတွင်းမှာရက်တိုက်ကြီးမကြည့်ရင် အပြင်ကိုထွက်လာတဲ့အပိုပစ္စည်းအဲ့ဒါအန်ဒီရေပဲအဲ့ဒါဘာထွက်လဲဆိုရင်နှက်ရက်တလေးရက်ထွက်တယ်လူတယောက်နှက်တည်းထွက်နေပြီတလေးထွက်နေဆိုရင်အတူညက်လာရက်တိုက်ညက်လာနောက်တစ်ခုကြည့်သွေးနဲ့သွေးကူမယ်သွေးမှမကြည်တော့ဘူးဆိုလို့ရှိရင်ကိုယ်ဒီမှာရောင်နေရတဲ့အန်နဲ့တဏ္ဍာရီခေါ်တဲ့အနာပေါက်ရင်မကြက်တော့ဘူးနာတဲ့စင်ဖြစ်တယ်ရှေ့ဆက်သွားမယ် အသားကြလို့ရှိရင်အသားအဆင်မပြေဘူးဆိုရင်နှစ်ပါးကြီးကြီးချွတ်တယ်နားပြီယူတယ်နားရတယ်အမြဲကလိနေရတယ်အခုပြောမဲ့နေရာရောက်ပြီနော်ဟုတ်ကဲ့ရှင်အစီနော်ရှေ့ဆက်တော်ပြောတော့နော်ဟုတ်ကဲ့ရှင်အစီရဲ့အပူပစ္စည်းမလာကြတော့အစီကမောက်ကမှဖြစ်လာပြီဆိုရင်အဲ့ဒီကချွေးတွေပုံမြပန်းမြွတ်တတ်တယ်တချို့ဆိုရင်ရေချိုးပြီးပြီးချင်းတနခါလိမ့်မြောင်နဲ့သဲမှာချွေးထွက်လို့ချွေးဆိုအလုလုတယ်နော်ဆက်အတူတူကျောင်းဆရာဘွားမှာတော့ဆိုရင် ဒီရင်ကြိုက်မှာဆရာတယောက်ဆိုအမြဲတမ်းလက်ကြိုက်မှာမှုဝထည့်ထားတယ်။သူစွတ်ကျက်အပူပါတယ်။စာသင်ကြီးများပြီဆိုရင်နော်။ချွေးထွက်တာပြောတယ်။တချို့ဆိုလက်ကနေချွေးတီးတီးကြတာလေ။ချွေးထွက်လာ။ဒီလိုတော်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 ကြအောင်ကြတာ။အဲ့ဒါအဲ့ဒီလိုချွေးပုံစံပြက်လာဆိုရင်အဲ့ဒါအစီပြက်တာပဲ။ဒါဖြစ်ရင်သူဒီမှာမေးတဲ့မျိုးပုံလေးရတော့လွယ်လွယ်လေးလို့ထည့်ရတယ်နော်သမီး။ခုမှအစီရယ်နော်။အဲ့ဒီအစီမျိုးကတော့အန္တရာယ်မရှိပါဘူး။ရိုးရိုးဆိုရင် ဒါပေမဲ့အဲ့ဒီအဲ့ဒီမှာကြည်ပေါင်းဖြစ်လာပြီဆိုရင်တော့ရှေ့ဆက်လို့ရှိရင်အစီအရည်ဖြစ်တော့မှအယိုးမှလာအဲ့ဒီအယိုးမှကြည်ပေါင်းဖြစ်ပြီဆိုရင်တော့အဲ့ဒါစီကူလို့တိတ်ခဲခဲသွားပြီတနည်းနော်လက်တီကြီးကြီးကျင်းနေမြဲကင်လို့မရဘူးလွတ်ကြတယ်နော်နောက်တော့ထိုင်ထားရင်ရိတ်နေရိတ်နေမှုတယ်လှဲ့အေးလို့ရှိရင်ကောင်းနဲ့ကောင်းနဲ့ထိမှာကိုကြောက်နေတတ်တယ်အဲ့လိုအဖြစ်ကြီးရောက်လာတတ်တယ်နော်ကြောင့်မလို့အဲ့ဒါနေကာဝယ်ဆောက်ရှောက်ချင်ပါတယ်ဆိုရင်တော့ အစီအကျကနေရှေ့ဆက်လာဆိုရင်ဇာကောင်းတာလေခုကြည့်ဖို့ပေါ့သူမြေဒါပေမဲ့ခုပြောလိုက်တဲ့ဖြစ်စဉ်ဒီအားလုံးမှာအစာလဲစီစီလဲအစာဆိုတော့အစီအကျရောရှေ့ဖြစ်လာမဲ့ကိုရောအစီအကျကျတော့ကုသကာကွယ်ပေးမတွေ့ပေါ့ဆက်ဖြစ်လာမဲ့အကျကျကျတော့ကာကွယ်ဆော့ဆော့ပေးမရောပေါ့နော်အဲ့ဒီတော့မလုပ်အောင်လဲဆိုရင်ရတာ၃ပါအောင်မျှအောင်စားရတယ်မျှချီရောက်ဖို့လိုတယ်မျှအောင်စားရတယ်အဲ့တော့ဒီအစာလဲခုနပြောခဲ့ပြီ နော်အကျွတ်ကျော်နဲ့ကြည်ခဲကြက်ခဲတဲ့အစာအကြောင်းဖြစ်တာကိုဒါပြင်ဘယ်အစာစားရမလဲဆိုရင်အ ਨੇ ဆုံးအချင်းနဲ့အခါကိုမျှအောင်စားအချင်းနဲ့အခါစားတဲ့အခါမှာမနေ့ကအခါစားပြီးညနေချိန်စလာပိုတင်ရတယ်အချင်းထဲမှာဆိုရင်လည်းပဲတကယ်တမ်းကျတော့လေအကောင်းဆုံးကကြာကြာမမပေါ့နော်ဒိန်ချင်းသမီးဒိန်ချင်းဒိန်ချင်းမရနိုင်ရင်မလင်ချင်းသူထက်ကောင်းတာဆိုရင်ဇီးဖြူတီနောက်သမီး ။တစောင်းမှာနှစ်မျိုးရှိတယ်နော်။တစောင်းချင်းတစောင်းကနောက်မေခွန်းရှင်ကသူကဗေဒိတာမှမသိလို့သား။တချို့ဆိုရင်အခုတိမ်မြုပ်ပြီးတော့ဒီလူကြီးပြန်ဖော်ထုတ်ပြီးစားနေကြတာပေါ့နော်။ဥမာညောင်ကျင်ဘူး။ညောင်ကျင်။ညောင်ကျင်ဘူးနော်။ကင်မလင်းအဲ့လိုအချင်းလေးတွေကိုမှတ်မှတ်စားမယ်။ရှိရအခါမနဲ့ကူနော်အခါတော့ပေါ်ပါတယ်တမီးဒါသတိထားစရာတော့ပူတဲ့အခါမစားနဲ့ဆိုတော့စီတဲ့ဂျုံတိုင်းပြောတယ် ခေကြီးကိုက21ရာစုနဲ့မှပူလာတာ哦အဲ့တော့ပူကားလျှော့မယ်အေကားပမှန်စားခြင်းအဖြစ်နော်အဲ့ဒါဒီဝေဒနာဟာအစီဦးလေးပြပါလိမ့်မယ်ဟုတ်ကဲ့ရှင်နော်အဲ့ဒီအစီရှိတဲ့နေရာလေးကို ဖြစ်နိုင်ရေချိုးတဲ့အခါမှာလေဟုတ်ကဲ့ရှင်ရေမချိုးတော့မကြီးကြီးကျယ်ကျယ်လေးပုတ်ပြရမယ်လေပုတ်ပြီးရင်ရေချိုးချိုးပြီးရင်သူကကြိုက်တယ်ခဲတယ်ဆိုတော့အဲ့ညာလေးကိုရင်ရွေးအိတ်လေးကပ်ပြီးအဲ့ကတ်တဲ့အချိန်မှာဘေးကိုတော့ကရမက်လဲရတယ်နော် သူ့ရင်ွေးခလေးအကျိတ်ကိုကတ်တယ်ဘေးကိုကရမဲလိမ့်တယ်ဒါပေမဲ့အဲ့ဒီအပူကလေရင်ွေးအိတ်တဆေးရဲ့နွေနွေလေးကန်ကန်လာအစီတော်မလဲရအောင်လို့အစီလိမ့်ရဲ့အခက်မတင်ကုန်မှာအနာပေါက်တတ်တယ်သူအစီတွေလိမ့်တာဟုတ်တယ်ဗျာအပူစီတွေလေစီအဲ့ဒါရှောင်ရပါမယ်လူဆောင်ရခြင်းအဖြစ်ပေါ့နော်ကုသူမေးလိုက်တာလေးရတော့မိခွန်လေးကလွယ်လွယ်ပဲနော်သူကုန်မှာပါဖြစ်တယ်အစီချေအစီချေဖြစ်တယ်ဆေးရဲ့ အစီအကျကနေစင့်ဖြစ်တာလည်းပြောတယ်။နောက်ဖြစ်တတ်တဲ့သဘာဝလည်းပြောတယ်နော်။အခုခြုံလိုက်လို့ရှိရင်ရှောင်းမဲ့အစာရှောင်းမှာဝရိဒတိလားရှောင်းမဲ့အစာကိုရှောင်းမှာစာရိဒတိလားခေါပစုခဲ့တယ်နော်။မြေအောင်ဆောင်ရမယ်လိမ့်နေလိမ့်မယ်ဆိုရင်တော့ဒီယောဂဟာတေချာပေါ့နော်မနှေးအမြန်ပျောက်သွားပါလိမ့်မယ်လို့ပြောကြတဲ့ညို့ချုပ်ပါတယ်နော်။ โอเคပါရှင်အခုဆိုလို့ရှိရင်တော့မေခုရှင်မြင်းမြန်းထားတဲ့မေကုံကိုတိုင်းစေးဆရာကြီးဆရာကြီးဥယျာအောင်ကပြန်လဲဖြေချပေးခဲ့တာဖြစ်ပါတယ်ရှင်မေခုရှင်လည်းကျင်းနေလိမ့်မယ်လို့ညွှန်လင်းမိပါတယ်ရှင်အခုလို့ဖြေချပေးခဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပြီဆရာကြီးလည်းအားလုံးလိုင်းနာဆောင်ရွက်သူတွေချီးစက်သမျှသူတွေစာဝနာခင်ပါရှင်ကြပါစီလို့မေတ္တာပို့သလိုက်ပါတယ် ဟုတ်ကဲ့ပါရှင်။နောက်နေ့မှဆိုလို့ရှိရင်လေ online ပို့ကနေပြပြည်သူတို့မြင်မြန်ထားတဲ့မိခုံတွေအများကြီးပဲရှိပါသေးတယ်။တိုင်းစီဆရာကြီးဆရာကြီးဦးရအောင်ကပြန်လည်ချွေးချားပေးတော့မှာဖြစ်ပါရဲ့ရှင်။ပြည်သူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ Star Channel ရဲ့မြန်မာတိုင်းရင်ဆေးကဏ္ဍကနေတိုင်းရင်ဆေးဆရာကြီးဆရာကြီးဦးရအောင်ရဲ့မြန်မာတိုင်းရင်ဆေးပညာရေးထဲကအစာကိုဆေးဖြစ်အောင်ဘယ်လိုစားမလဲ။ကျန်းမာအောင်နေထိုင်နည်းအဟာရဖြစ်အောင်အစာစားနည်း စတဲ့တိမတ်ဖွဲ့ရတိုင်းရင်းစဲပညာတွေနဲ့ပတ်သက်ပြီးတော့လူတယောက်ကျန်းမာစေဖို့အတွက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ Star Channel ရဲ့မြန်မာတိုင်းရင်းစဲခန္ဓာကနေတိုင်းရင်းစဲပညာဘုဒ္ဓအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါအောင်ရှင်။စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။